လန်းတစ်ခုတပ်ပေါ်ရတယ်။အမြင်အာရုံနဲ့စိတ်ဝင်ရည်ရဲ့ပဲ့တင်ထပ်တန်တွေပါ။ရုပ်ရှင်ကားလေးတစ်စင်းကျွန်တော်တို့ဟာတူတူမြင်တွေ့ရပြီးအပြင်းအထန်တိရှိနားနဲ့လာကြတာ။အာရုပ်ရှင်ဖြင့်ဂုံပြုခြင်းဖြစ်ပြီးကျွန်တော်တို့ရဲ့အတူတူစူးစမ်းအထောက်မှုတွေရှင်မောမှုတွေနှလုံးသားကိုထိမိစေတဲ့အခိုက်အတန့်တွေကိုဂုံပြုခြင်းဖြစ်ပါတယ်။ 中缅人文交流的重要组成部分。上世纪五十年代，缅甸就曾参加中国举办的亚洲电影节。一九六一年，缅甸独立节期间，中国国务院总理周恩来率领了五百三十多人的代表团访问缅甸，在仰光举办举办了首届的中国电影周。 自此，中缅有优秀的影视作品互通有无，成为两国人文交流的重要使者。近年来，越来越多的中国影视剧得以与缅甸观众见面，一些热门的网剧和电影明星也受到缅甸观众的喜爱。为传承经典，中方协助缅方数字修复了经典的老电影《恶霸和他的爱》。 共同守护珍贵的历史记忆，所有这些都是两国人文交融互通的真实写照，体现了中缅历久弥新的包国情谊。如同大家刚刚看到的宣传片花，这次电影节我们精心挑选了八部风格各异、题材多样的中国电影。开幕式播放的《悟空传》是对中国传统文学的。 瑰丽再现。改编自十六世纪成书的中国四大名著之一《西游记》。上世纪九十八九十年代，电视剧《西游记》在缅甸播出，《西天取经》的故事家喻户晓，成为一代甚至几代人温暖的集体回忆。吴总呢唱的山阿姑娘，对哟，有心那帮呢，对哟，苗嘛有心不要跟他那嘛，不要这个。 တော်ကြခွင့်ရရှိတဲ့အတွက်လည်းဝင်းမြောက်ကုန်ယူမိပါတယ်။တရုတ်မြန်မာချစ်ကြည်ရင်းနှီးမှုကိုဥတီဗီရန်ကုန်မြို့ရှိမြန်မာနိုင်ငံဆိုင်ရာတရုတ်ပြည်သူ့သမ္မတနိုင်ငံတန်ယုံကကြီးမှုတက်မှတ်ခြင်းဖြစ်တယ်လို့သိရပါတယ်။ပြည်သူ့သမ္မတမြန်မာနိုင်ငံတော်နဲ့တရုတ်ပြည်သူ့သမ္မတနိုင်ငံတို့ကြားနှစ်နိုင်ငံဆွေမျိုးပေါက်ပေါ်ချစ်ကြည်ရေးတမိုင်းစဉ်ကိုပြန်ကြည့်မယ်ဆိုရင် နှစ်ပေါင်းထောင်ချီရှေ့ကြခဲ့ပြီးရေမြေချင်းဆက်ဆက်နေတဲ့ ADD နိုင်ငံကောင်းများဖြစ်တာနဲ့အညီနိုင်နိုင်ငံပြည်သူများအကြားကြည်ကြည်ရင်းနှီးစွာကူလူဆက်ဆံမှုများလည်းရှိခဲ့ကြပါတယ်။ထို့အပြင်နိုင်နိုင်ငံတာဝန်ဆက်ဆံရေးကို1950ပြည့်နှစ်ဇွန်လ10ရက်နေ့မှာထူထောင်နိုင်ခဲ့တဲ့တွေ့ယခုဆိုရင်နှစ်ပေါင်း55နှစ်ကျော်ရှိပြီဖြစ်ပါတယ်။မိမိတို့နိုင်နိုင်ငံဟာ DCP ဖြစ်တဲ့အင်ဂျင်နီယာချင်းကောင်းဆက်ဆံရေးနဲ့ပူးပေါင်းဆောင်ရွက်မှုတို့ကို တိုးတက်အောင်ဆောင်ရွက်နိုင်ခဲ့တဲ့အပြင်ဒေတာကုလုံရဲ့ညီညာမှုညီညင်မှုနဲ့ဖွံ့ဖြိုးတိုးတက်မှုတို့အတွက်အထောက်အကူပြုစီတဲ့ဆက်ဆံရေးတွေကိုလည်းတည်ဆောက်နိုင်ခဲ့ကြပါတယ်။ဒီကင်ကတရုတ်နိုင်ငံမှလာရောက်ကျင်းပတဲ့ရုပ်ရှင်ပွဲတော်တွေကိုရန်ကုန်မန္တလေးမြို့ကြီးတွေမှာနှက်စင်ကျင်းပပြုလုပ်ခဲ့တာကိုတွေ့ရပါတယ်။မြန်မာပြည်သက်တည်အနေနဲ့တရုတ်ရုပ်ရှင်ဇာတ်ကားတွေကိုရခင်ကလေးကနှိမ့်ချကြတဲ့အတွက်နှက်စင်ကျင်းပခဲ့တဲ့တရုတ်ရုပ်ရှင်ပွဲတော်တွေကို ိတ်အားထက်သန်သွားနဲ့ကြီးရှိနေကြပါတယ်။ဘာကြောင့်လဲဆိုတော့နိုင်ငံချင်းချင်းလူမျိုးချင်းချင်းဆက်ဆံရမှာအချုပ်ပြိတ္တတွေဟာဘာသာစကားနားမနေတိတိုင်ရုပ်ရှင်ရဲ့ရိုက်ဘူးပေါ်ပြချက်တွေကြောင့်လူသားချင်းချင်းနှလုံးသားချင်းရင်ပတ်ချင်းနားလည်မှုရှိပြီးပုံမူရင်းနှီးလာစီပါတယ်။ပြည်တော်ဥက္ကဋ္ဌမြန်မာနိုင်ငံတော်နဲ့တရုတ်ပြည်သူ့ဓမ္မနိုင်ငံတို့အကြားမှာပဲပေါင်းစုံပူးပေါင်းဆောင်ရွက်ရရှိပြီးပြန်ကြားရေးနဲ့ရင်းချမှု level တွေမှာလည်းနိုင်ငံကပြည်မှုနဲ့ ်ဥပောင်းဆောင်ရွက်မှုတွေကိုညှင့်တင်ဆောင်ရွက်လည်ရှိပါတယ်။ရုပ်ရှင်ဆိုတာရုပ်ရှင်အမှုပြင်စီသူရဲ့တီထွင်ဖန်ဆီးနိုင်မှုစွာကိုအယုတ်အတန်နဲ့ဖုံဖော်ပြီးပရိသတ်အားခံစားသိရှိနားလည်စေတဲ့အတွက်ရုပ်ရှင်အမှုပညာဟာနိုင်ငံတကာနိုင်ငံရဲ့ဖြော်ဖြေရေးကဏ္ဍမှာမရှိမဖြစ်လိုအပ်ပါတယ်။ရုပ်ရှင်အမှုပညာဖန်တီးမှုတွေဟာတက်ဆိုင်ရာနိုင်ငံမှာရှိတဲ့လူမျိုးတွေရဲ့ယဉ်ကျေးမှုတွေဓလိထုံးတမ်းတွေတမိုင်းကြောင်းတွေကိုနိုင်ငံတကာကတံပိုးထားနားလည်နိုင်စေဖို့ ရုပ်ရှင်အစင်တန်းကိုမြှင့်တင်ပြီးဖန်တီးပုံပေါ်လူကြတာကိုတွင့်မြင်ရမှာဖြစ်ပါတယ်။အနုပညာရှင်အတတ်ပညာရှင်များပူးပေါင်းဖန်တီးကြတဲ့ရုပ်ရှင်ရဲ့ပုံရိပ်ဟာလူအဖွဲ့အစည်းမှဩဇာတရားမှုရှိသလိုဆောင်းမွမှုလည်းရှိပါတယ်။အဲ့ဒီဆောင်းမွမှုများနဲ့မိမိနိုင်ငံရဲ့သဘောတဘာဝယဉ်ကျေးမှုတွေတိမ်မွေ့လူကြံစွာနဲ့ကြည့်ရှိသူပြည်တော်များရဲ့နှလုံးသားကိုဖန်ဆန်းခြင်းနိုင်တယ်လို့လည်းပြောရမှာဖြစ်ပါတယ်။မိမိတို့နိုင်ငံအနေနဲ့လည်းတရုတ်ပြည်သူဓမ္မနိုင်ငံမှာနှစ်စဉ်ကျင်းပလျက်ရှိတဲ့ ရုပ်ရှင်ပွဲတော်တွေကိုမြန်မာနိုင်ငံကိုစားပြုဖြစ်ရုပ်ရှင်ဇာတ်ကားတွေကိုပါဝင်ပြတာပြီးကြံကြံရုပ်ကြီးဌာနမှခေါ်လို့သူအတိုင်းကားတွေတယောက်နဲ့ရှိပါတယ်အခုဆိုရင်ရုပ်ရှင်ဇာတ်ကားများရဲ့ကုထုတ်လုပ်ခြင်းကိုဒီကင်ကားတဲ့ပူပေါင်းထုတ်လုပ်တော်တာကိုတွေ့ရှိရမှာဖြစ်ပါတယ်အခုလနိုဝင်ဘာ29ရက်နေ့မှဒီဇင်ဘာ10ရက်နေ့အထိတရုတ်ပြည်သူ့တမန်နိုင်ငံယူနန်ပြည်နယ်တွေ့ချင်းမြို့မှာကျင်းပပြုလုပ်မဲ့တပ်သမအကြိမ်မြောက်လန်ချမ်းမဲကောင်အပြည်ပြည်ဆိုင်ရာရုပ်ရှင်ရတတပတ် ွဲတော်ကိုမြမကိုစလေဖွဲ့ရှိဦးလျောက်မှာဖြစ်ပြီးတော့မှချစ်တူတာဗန်တမင်ဖြစ်ခဲ့တယ်ဒီဇာကားနဲ့တပင်နဲ့မြန်နေစီရုပ်ရှင်ဇာကားနှစ်ကားကိုပါဝင်ပြတ်တာဖို့စီစဉ်ဆောင်ရွက်ထားရှိပါတယ်တို့ဒီမိမိတို့ဌာနအနေနဲ့နိုင်ငံတကာမှရုပ်သံမီဒီယာများမှထုတ်လင်းပြတ်တာမဲ့သတင်းမှတ်တမ်းလာရောက်ရကူးမှုတွေနဲ့ဒီရုပ်ရှင်ဇာကားများလာရောက်ရကူးမှုတွေကိုလည်းကျူးဇူးနေပါတယ်မြမရုပ်ရှင်ဒေါကခွင့်ပြုတဲ့ဤအတွက် ဂျက်ဝင်းဂျင်းနဲ့ဝန်ဆောင်ကအပါအဝင်ပြောင်းလဲဖြေလျှော့မှုတွေကိုလည်းဆောင်ရွက်ပြီးခဲ့ပါတယ်။မြန်မာနိုင်ငံဆိုင်ရာတရုတ်ပြည်ထောင်နိုင်ငံတန်ယုံနဲ့ချိတ်ဆက်မှုအရမိမိတို့ဌာနအနေနဲ့ရှင်းဟောင်းအမွေနဲ့မြန်မာရုပ်ရှင်ဇာတ်ကားတွေထင်းထင်းချင်းလုပ်ငန်းကိုလည်းဆောင်ရွက်နေတဲ့အတွက်တရုတ်ပြည်ထောင်နိုင်ငံမှာရောက်ရှိနေတဲ့ငပားနဲ့သူချစ်ရုပ်ရှင်ဇာတ်ကားတို့ကိုလည်း DCP ဖြစ်ပြောင်းလဲပြီးလက်ခံရရှိပြီးဖြစ်ပါတယ်။ဒီသူချင်းချင်းဆက်ဆံမှုတွေကူပေါင်းဆောင်ရွက်ရှိတာကိုသိရောက်လာကြတဲ့ပြည်သားတွေ တိရှိပြင်မြင်ကြပြီးဖြစ်ပါတယ်။ဒါကူဒီကြီးရပြင်းရုပ်ရှင်ပွဲတော်ကျင်းပခြင်းနဲ့အတူနိုင်ငံကြားရုပ်ရှင်ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးစီးပွားဆက်သွယ်မှုတွေကိုပုံမူတိုးတက်ရေးနဲ့တရုတ်နိုင်ငံနဲ့ချစ်ချင်ရင်းနှီးမှုကိုပုံမူခံမြဲအောင်ပေါ်ဆောင်တဲ့သဘောဖြစ်ပါတယ်။ဒီနေ့ကျင်းပတဲ့2025ခုနှစ်ရုပ်ရှင်ပြည်ရုပ်ရှင်ကတ္တပတရုတ်မြန်မာရုပ်ရှင်ပွဲတော်ဖွင့်ပွဲကိုလည်းမြန်မာပြည်သူများအနေနဲ့တရုတ်နိုင်ငံကြောင်းကိုပုံမူသိရှိနားလည်ပြီး နိုင်နိုင်ငံကြား stream မျိုးပေါ့ပေါ့ဖြစ်ကြည်ရင်းနှီးမှုကိုအရှိန်ထင်တင်ပေးနိုင်မယ်လို့ကျွန်တော်ယုံကြည်ပါတယ်ခုလိုတရုတ်မြန်မာ ရုပ်ရှင်ပွဲတော်ကို common နဲ့အစဉ်လာဖြင့်ထင်ထင်ရင်နောင်လာမယ့်နှစ်တွေမှာလည်းယခုတည်းဇာကားရည်တွေပုံမှန်ပြသက်နိုင်မှုပွဲတော်တွေကိုဆက်လက်ကျင်းပနိုင်ပါစေတရုတ်မြန်မာဖြစ်ကြည်ရင်းနှီးမှုလည်းပုံမှန်ခံရပါစေလို့ဆုမွန်ကောင်းတောင်းရင်ဒီကောင်းချူရပါတယ်အားလုံးအဖေမာရီယာပြောကြားပေးပါတော့ 医疗组围巾，我妈，我哥急速出位，珍惜来生。非常感谢妈妈，我部长的精彩致辞。加油啊！一定要把冠军！向梦想永争先！不战我不在乎结局。未来的你一定会感谢奋斗的自己。我的未来不是梦。那下一位。 ်စုမျိုးပေါ့ပေါ့ချင်ချင်ရင်အတော့ရှိတည်တတ်ပါစေလို့ကိုပြုစုဖို့ကောင်းတောင်းပန်ပါတယ်တထုံးစံအုပ်နဲ့တရုတ်ပုံရိပ်ရုပ်ရှင်သတင်းပတ်နဲ့တရုတ်မြန်မာတန်တမာဆက်ဆံရေးထူထောင်ခြင်း85ပြည့်အထိမ်းအမှတ်ရုပ်ရှင်ဝေတော်ကိုစောင့်မျှော်ကြပါစေ။